ပီရူးနိုင်ငံမှာလူ16ယောက်တင်လာတဲ့မီနီဗန်အမျိုးအစားကားတစ်စီးမြေကြီးကြီးကြီးမှမျောပါသွားခဲ့ပါတယ်။နိုင်ငံတော်ရေကြီးမှုကြောင့်လူအယောက်3သိန်းကျော်အပေါ်တက်ရောက်ခဲ့တာပါ။ဝမ်ဟာဘန်ဘာမြို့ကိုသွားတဲ့လမ်းကိုကားမဖြတ်ဖို့ပိတ်ထားပါတယ်။ဒါပေမဲ့ကားမောင်းသူကအေးမဆိုင်ပဲဆက်သွားခဲ့လို့အခုလိုဖြစ်တာပါ။ဆော်ရမ်မြစ်ကိုဖြတ်ကူးဖို့ရွယ်ချက်နဲ့ ကားနောက်မှာလိုက်ပါလာတဲ့လူ၃ဦးအပါအဝင်အမျိုးသမီး၅ဦးအမျိုးသား၆ဦးနဲ့ကလေး၂ဦးပါတယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်ကားပေါ်မှာရဲရရှိတဲ့ဦးလည်းပါပါတယ်ခီးတယ်တွေကားတွေကထွက်ပြေးလွတ်မြောက်နိုင်ဖို့သူပစ္စတိုတနက်ကိုသုံးရင်းကားပရင်မှန်ကိုခွဲခဲ့တယ်လို့အစီရင်ခံစာတွေကဆိုပါတယ်ခီးတယ်တဦးကားပရင်ကတဆင်လွတ်မြောက်ပြီးမြေရည်စီးတဲ့အထဲမျောပါသွားတဲ့ရုပ်တံတွေကိုလည်းတွေ့ရပါတယ်ရဲတွေရဲ့အဆိုအရမျောပါသွားတဲ့လူတယောက်မှဒဏ်ရာဆွဆွရမရခဲ့ဘူးလို့ဆိုပါတယ်ကားမောင်းသူနဲ့ကားကို စာလစ်ထရယ်ရဲစခန်းစီခေါ်သွားပြီးစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်လက်တလောမှာသတင်းပတ်တွေအတွင်းနိုင်ငံတော်ရေးကြီးမှုကြောင့်လူ25ဦးသေဆုံးပြီးလူ3သိန်း3000နီးပါးရေပေးတင်တယ်လို့ကုညီအေးအဖွဲ့တွေကပြောပါတယ်ရေးကြီးမှုကြောင့်လမ်းမိုင်ပေါင်း296မိုင်ပျက်စီးပြီးကောက်ပဲတိနယ်ဧက2000နီးပါးပျက်စီးသွားခဲ့တယ်လို့ခန့်မှန်းထားပါတယ်ရှင်။